အစ္စရေးကအီရန်ကိုစစ်စင်ရေးစားလုံမယ်ဆိုပြီးတော့သတင်းတွေထွက်နေပါတယ်။အမေရိကန်အရာရှိတွေကလည်းသတိပေးနေပြီပဲဖြစ်ပါတယ်။အစ္စရေးနိုင်ငံဟာအီရန်ကိုစစ်စင်ရေးတရားစတင်ဖို့အပြည့်အဝအသိရှိနေပြီလို့အမေရိကန်အရာရှိတွေကပြောကြောင်း CBS သတင်းဌာနကဖော်ပြပါတယ်။ဒါဟာအစ္စရေးအနေနဲ့ လက်ရှိကမ္ဘာအခင်းချင်းမှာပြဿနာများစွာတက်နေကြ။နောက်ထပ်ပြဿနာတစ်ခုကိုမီးမွှေးလိုက်တာပဲလို့လေးလာသူတွေကဆိုပါတယ်။အီရန်ကအင်းနီချင်းအီရတ်မှာရှိတဲ့အမေရိကန်နေရာအချို့ကိုလက်တော့ပြန်နိုင်တယ်လို့အမေရိကန်ကခံမှန်းထားပါတယ်။ဒါကအမေရိကန်က အမေရိကန်နိုင်ငံသားချို့အဲ့ဒီဒေတာတွေကလည်းထောက်ခွာဖို့အကြံပြုတဲ့အကြောင်းရင်းတွေကတခုပဲလို့ CBS News Website မှာဖော်ပြပါတယ်။အမေရိကန်သမ္မတထူးကိုယ်စားလှယ် Mr. Sewis Scott ကအီရန်နျူကလ িয়ার စင်နပ်ပတ်သက်ပြီးဆွေးနွေးပွဲဆက်ထမအခြေအနေအီရန်နဲ့လာမယ့်ရက်အတွင်းတွေ့ဆုံဖို့စီစဉ်နေဆဲဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။အမေရိကန်စစ်တပ်ကကိုယ်စားလှယ်တအူးကအရင်ကပြောအမှာကာဝေးဝန်ကြီးပီဟာဆတ်ဟာလုံခြုံရေးပြဿနာကြောင့် မေဂန်စစ်တပ်မိသားစုဝင်တွေဟာအရှိလေပိုင်းမှာဆန္ဒအလျောက်ထောက်ခွာခြင်းကိုခွင့်ပြုခဲ့ကြောင်းပြောပါတယ်။တဖန်ဒေတာတွေတင်းမာမှုတွေမြင့်တက်လာခြင်းကြောင့်အီရတ်မှာအရေးပေါ်မဟုတ်တဲ့အမေရိကန်အစိုးရဝန်ထမ်းတွေထောက်ခွာဖို့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းမိတ်ပေးခဲ့ပါတယ်။ဒီလုံဆောင်ချက်များပေါ်အမေရိကန်နိုင်ငံသားများအားဒေတာတွင်းထောက်ခွာဖို့အကြံပြုခဲ့တာဟာအန္တရာယ်ရှိတဲ့အခြေအနေဖြစ်နေတာကြောင့်ဖြစ်ပြီးဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမယ်လို့အမေရိကန်သမ္မတထရန့်ကဆိုပါတယ်။အမေရိကန်အီရန်နျူကလ িয়ার လက်နက်တီထွင်ခြင်းကိုမလိုလားဘူးလို့သူကမှတ်ချက်ပြုပါတယ်။ ျွန်တော်တို့လုံအောင်ခွင့်ပြုမှာမဟုတ်ဘူးလို့ထရန့်ကလိမ့်နေပြပါတယ်မကြသေးမီသတင်းပတ်များတွင်အမေရိကန်ဆိုရဟာတီဟီရန်ရဲ့နျူကလ িয়ার စီနံပါတ်တပြီးဆွနုပွဲတွေဇက်တက်လှုပ်ဆောင်နေပေမဲ့လည်းအစ္စရေးကအီရန်ကိုတိုက်ခိုက်ဖို့ဖြစ်စင်နေခြင်းအတွက်စိုးရိမ်နေပါတယ်မေဂန်တမန်ထရန်ကဇွန်9ရက်နေ့ကအစ္စရေးကြီးချုပ်ဗီဂျမနီတန်ယာဟုနဲ့ဖုန်းဆက်ဆွေးနွေးရမှာအဲ့ဒီဆွေးနွေးပွဲကိုအနှောင့်အယှက်ဖြစ်စေမဲ့ဘယ်လို့ဆောင်မှုမျိုးကိုမဆိုရှောင်ကျင်မှုပြောကြားခဲ့ကြောင်းလဲဆိုပါတယ် အီရန်ကတော့အစ္စရေးရဲ့ခြေလက်မှန်သမျှကိုစောင့်ကြည့်နေတာဖြစ်ပါတယ်။အစ္စရေးအနေနဲ့အဲ့ဒီလိုမျိုးအကြံစီတွေကိုမကြံဖို့တကယ်လို့အစ္စရေးကတိုက်ခိုက်လာမယ်ဆိုရင်အစ္စရေးရဲ့နျူကလ িয়ার တီနီယာကိုမိမိတို့တိုက်နိုင်ကြအောင်အီရန်ကပြောပါတယ်။အစ္စရေးဟာအီရန်နျူကလ িয়ার တီနီယာကိုတိုက်ခိုက်နိုင်တယ်လို့ထက်သေးသေးသတိပေးထားပြီးနျူကလ িয়ার လက်နက်တွေကိုအီရန်ပိုင်ဆိုင်ခြင်းမရှိအောင်ဟန်တားမယ်လို့ဆိုပါတယ်။အဲ့ဒီလိုလုပ်မယ်ဆိုရင်အစ္စရေးနျူကလ িয়ার လက်နက်နေရာကိုလည်းပြန်လည်တိုက်ခိုက်မယ်လို့အီရန်ကဆိုပါတယ်။ အဘီလာထဲမှာဒီကိစ္စကပုံမှန်မြင့်တက်လာနေတာပါဣရာဟာမိမိရဲ့စစ်ဘက်ဆောင်နေတာမဟုတ်စီးပွားရေးခြံဆောင်နေကိုအစ္စရေးရဲ့တိုက်ခိုက်မှုမှန်သမျှအတွက်တိတိကျကျပြန်ပြီးတုံ့ပြန်မယ်လို့ထုတ်ပြန်ခြင်းမှာဆိုပါတယ်။ဒါအပြင်အီရန်အနေနဲ့အဲ့ဒီလိုလုပ်မလာကျွန်တော်တို့စောင့်ကြည့်ပါမယ်။အီရန်တော်လိုင်းရဲ့စောင့်တက်ကြီးကဟိုစင်ဆလာမီကတကယ်လို့အစ္စရေးနဲ့ထိုက်တဲ့တွေ့မယ်ဆိုရင်ရရှိထားတဲ့ထောက်လိုင်းသတင်းချက်လက်တွေကအီရန်ဒုံးကြီးတွေရဲ့ထိရောက်မှုကိုပုံမှန်တိကျစေလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ အီရန်နဲ့အစ္စရေးတို့ဟာတစောင်းနဲ့မျက်ချီစုလို့အများနဲ့ပြဿနာတက်နေတာကြာပြီဖြစ်ပါလေ။ဒါပေမဲ့နောက်ွယ်ကနေသာဖန်တီးထားပြီးတော့နှစ်နိုင်ငံမျက်နှာချင်းဆိုင်ထိတ်တဲတွေ့မှုကတော့မရှိသလောက်နေပါတဲ့အခြေအနေမှာရှိပါလေ။နောက်ထပ်သတင်းမှပြောချင်ပါသေးတယ်။ မရင်းကနိုင်ငံလောင်းဂျယ်လစ်မြို့မှာဆက်လက်ပြမှုတွေပြင်းထန်လာတဲ့အကြောင်းကာဖျူမိတ်ကိုနောက်ထပ်ထပ်ပြီးတော့ထုတ်ပြန်ခဲ့ရတယ်လို့သိရပါတယ်။အော့စတင်၊ချီကာဂို၊နယူးယောက်၊ဒဲလတ်၊ဒန်ပါမြို့များပေါ်မရိကန်ရဲ့ခြားမြို့တွေစီဆက်လက်ပြမှုဟာပြန့်နှံ့သွားတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဇွန်17ရက်နေ့ပိုင်းကရုပ်သိမ်းခဲ့တဲ့ကာဖျူမိတ်ကိုနောက်တစ်ကြိမ်ထပ်ထုတ်ပြန်ပါတယ်။လောင်းဂျယ်လစ်မြို့မှာလူဝင်မှုနဲ့အကောက်ခံရရှိတွေက တရားမဝင်ရွှေပြောင်းနေထိုင်သူတွေကိုဖမ်းဆီးပြီးနောက်ဆန္ဒပြမှုတွေကပုံမပြည့်ထန်လာတာပါလက်ရှိချိန်ဒီတရားမဝင်ရွှေပြောင်းနေထိုင်သူ330ပါဝင်လူ400နီးပါးဖမ်းဆီးခံရပါတယ်လူ158ဦးဟာအခမ်းမှုတောင်းဝတရားနောက်ရှမှုတွေနဲ့ဖမ်းဆီးခံရပြီးနောက်အပြင်ရဲရရှိတဦးထိခိုက်ဒဏ်ရာမှုတွေကြုံခဲ့ပါတယ်နောက်အပြင်မျိုးသားနှစ်ဦးကိုလည်း discipline ဘုံအသုံးပြုပြီးပြစ်ခတ်မှုနဲ့ တရားစွဲထားပါတယ်။လောင်းအဂျယ်လစ်မှာမြို့သားဆောင်တစ်ဖက်ဝင်၄၀၀ခန်းနဲ့မရင်းတစ်ဖက်ဝင်၉၀၀ခန်းဖျက်ကျက်ချထားပါတယ်။လက်ရှိမှာတော့ဖန်စီထင်းသိမ်းမှုတွေရှိနေပြီးမြို့ဟာမတည်မငြိမ်ဖြစ်နေတုံးပဲလို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံက American Law and Jellies မှာရွှေပြောင်းခြေချောင်းနေထိုင်သူတွေကို American လူဝင်မှုကြီးကြပ်ရေးနဲ့ကောက်ခွန်ဌာန ICE agent တွေကဝရောက်ဖန်စီရကနေပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ Law and Jellies ကဆန္ဒပြပွဲတွေဟာစုစုဖြည့်ဆည်းမှုတွေရောဆွဲလာတယ်လို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့လည်းပြည်ပကဖြစ်လာတဲ့နောက် American သမ္မတ Trump က ဖက်ဒရယ်ဆိုရပိုင်းဆောင်းတွေနဲ့အိုင်စီမှုထံတွေကာကွယ်ဖို့လော့အန်ဂျယ်လစ်ကအမေရိကန်ရဲ့အရန်တပ်ဖွဲ့အပြင် Marine တပ်တွေပါစေလွတ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ Trent Ferrer ဆိုရနဲ့ Law Angeles တီရှိရာ California ပြည်နယ်ဆိုရဖွဲ့ကြားနဲ့မှလည်းတင်းမာမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာရှိတဲ့တခြားမြို့တွေရဲ့မြို့တော်ဝင်30လောက်ကလည်းဇွန်7မှာလောင်းအင်ဂျယ်လစ် မြို့တော်ဝင်ကာဘေ့စ်ကအခုဆန္ဒပြမှုတွေဖြစ်ပေါ်တာဟာခိုင်ရဲ့ဖက်ရယ်ဆိုရကဘောင်းကျော်ပြီးလှုပ်ဆောင်ကလေးစီးနင်းဖန်ဆင်းမှုကြောင့်ဖြစ်တယ်လို့ဆွဆွဲပြောသွားပါတယ်။ရွှေပြောင်းချေချသူတွေကိုလိုက်ဖန်ဆင်းတဲ့ထွန်ရဲ့မိဟာလောင်းအင်ဂျယ်လစ်ကိုတုံ့ဟုတ်စီပါတယ်။အဲဒီကိစ္စနဲ့မတိုင်ခင်တပတ်ကအရေရာဟာငြင်းကြံ့ခဲ့ကြောင်းခရစ်စီခိုင်းတဲ့ဖန်ဆင်းမှုတွေဆက်လက်ကျင့်ကြတဲ့အရေရာဟာပျက်စီးသွားတာလို့ဆိုပါတယ်။ လောင်းဂျယ်လီစ်မှာရွှေပြောင်းအခြေချသူတွေကိုပြင်ပထားဖမ်းဆီးနေတဲ့ဖရယ်ဆိုရလိုရုပ်ကိုရတရရက်ဖို့လည်းတောင်းဆိုထားပါလိမ့်။လက်ရှိမှာလောင်းဂျယ်လီချင်းတွေကအတိုင်းအတာတစ်ခုတည်းပြောင်းရင်တတ်ပေမဲ့ထိုင်းနဲ့ ICE ကိုဆက်ကျင်တဲ့ဆန္ဒပြပွဲတွေကတော့အမေရိကန်ရဲ့တခြားမျိုးကြီးတွေမှာပါစတင်ပပုံနေပြီးပိုပြီးအင်အားကောင်းတဲ့ဆန္ဒပြပွဲတွေဖြစ်ပွားလာဖို့ရှိတယ်လို့သိရပါဗျ။နောက်ထပ်ဇင်ပုတ်ပြောခြင်းပါလိမ့်။ တရုတ်စီကမြေရှားသတ္ထုနဲ့ចောင်းသားဗီဇာလဲဖို့သဘောတူညီမှုရထားတယ်လို့သမနာထရန့်ကပြောပါတယ်။ American company တွေကိုတရုတ်ကတန်လိုက်နဲ့မြေရှားသတ္ထုတွေထောက်ပံ့ပေးဖို့နဲ့တစ်ဖက်ကလည်းတရုတ်ចောင်းသားတွေ American မှာပညာသင်ကြားဝင်ရဖို့အပြန်အလှန်သဘောတူညီပြီးလိုက်ပြီးလို့ American သမနာထရန့်ကဆိုပါတယ်။ American စီချက်ခွန်ကစာကြေတင်းမာမှုရှော့ချရေးနှစ်နိုင်ငံစွန့်ဝဲဟာတမရရှိနဲ့ကျုပ်တို့ရဲ့နောက်ဆုံးသဘောတူညီချက်နဲ့ညီအဆုံးသက်နိုင်ခဲ့တယ်လို့ခန့်ကဆိုပါလိမ့်။ တာလိုက်ရင်လည်းတခြားလိုအပ်တဲ့မြေရှားတွေတရုတ်ကပံ့ပိုးမယ်ကျုပ်တို့ဘက်ကလည်းဘာတွေပေးရမလဲသဘောတူခဲ့ပါလေတရုတ်ကျောင်းသားတွေကျုပ်တို့ကော်လိုက်တဲ့ကုသမာတက်ရောက်တင်ကြောင်းအပါဝင်ပေါ့အဲ့ဒီအတွက်ကျုပ်ကအမြဲတမ်းအဆင်ပြေပြီးသားပါကျုပ်တို့ကစွတ်စွတ်ပေါင်းစင်ချက်ခွန်55ရာခိုင်နှုန်းရမယ်တရုတ်ကဆရာခိုင်နှုန်းရမယ်လို့ထရန့်ကသူ့ပိုင်းနဲ့လူမှုကွန်ရက်ထရုဆိုရှင်မှာရေးထားပါတယ်စီကြခုကိစ္စတင်မရကနေကမ္ဘာစီးပွားရေးအင်အားကြီးဆုံးနှစ်နိုင်ငံကြားကုန်သွယ်ရေးရဆိုင်လို့နေပါဖြစ်သွားကြတာကြောင့်လန်ဒန်မှာနှစ်နိုင်ငံကိုယ်စားလှယ်တွေနှစ်ရက်ကြာဆွေးနွေးခဲ့ပါတယ် သမန္တရသဘောတူပြီးဖို့ပဲလိုတော့တယ်လို့ရှေ့တရက်ကထုတ်ပြန်ထားပြီးမှ Trangler ကိုလို့ post ကောက်တင်နေတာဖြစ်ပါတယ်။ခရရဲ့စစ်ချက်ခွန်နဲ့ PRP ပြီးညှိနှိုင်းမှုမှာခိုင်မာတဲ့ကုံတော်ရဲ့သဘောညီချက်ဆင်မျိုးမရဘူးလို့ဝေဖန်မှုတွေရှိနေပါတယ်။ထာဟာရှေ့တဘက်နှစ်ဘက်တွင်မှာတခြားကုံတဘက်နိုင်ငံတွေပေါ်မှာလည်းတစ်ဖက်သက်စီးချက်ခွန်နှုံထားတဲ့ထက်မှန်သက်မှန်အုံမယ်လို့ပြောပါတယ်။နောက်ထပ်သင်မို့ပြောချင်ပါတယ်။အာနာသိမို့အကြံစီခဲ့ကြောင်းဆွဆွချက်တွေကိုတရားခွင်မှာဘရာဇီးသမ္မတဟောင်းဘောဆိုနာရိုကညှင်းဆန်သွားပါတယ်။ 2019ကနေ2020နှစ်ထိဘရာဇီးသမ္မတပြည်တောင်းယူဘူးသူလက်ရဆောင်မျိုးသားရေးဝါဒီနိုင်ငံရေးသမားကရွေးကောက်ပွဲမှာလက်ရှိသမ္မတလူဝစ်တာလူလာရာဆေးဘကိုရေးနိုင်ခဲ့ပြီးတဲ့နောက်မှာအာနာသိမ့်မှုစူးစမ်းခဲ့တဲ့ဆိုတဲ့ဆွဆွချက်တွေပဲချသွားပါတယ်အာနာသိမ့်မှုကျန်စီချောင်းဆွဆွချက်ပတ်သက်လို့သူဟာဇွန်10နေ့ကပထမဆုံးချိန်တရားဝင်ကိုရောက်လာခဲ့ပါတယ်ဘော်ဆိုနာရိုကအာနာသိမ့်နဲ့ဆိုတဲ့ကိစ္စဟာဆက်ဆုပ်ရင်ရှာဖွေရာကိစ္စဖြစ်ပြီးမိမိအနေနဲ့ကျန်စီစိတ်ကူးခဲ့တာလုံးဝမရှိဘူးလို့ထွက်ဆိုပါတယ် ဘော်ဆိုနာရိုအကြံပါတဲ့ဖြစ်ဆွဆွခံရတဲ့အစိုးရနဲ့စစ်ဘက်ရရှိအောင်ခုနှစ်ဦးနဲ့တူတရားခွင်မှာခုခံရှောက်ထွေးခဲ့တာဖြစ်ပါလိမ့်။2020ဇန်နဝါရှိနေ့ကတမနာလူရာဆေးပါကျင်းသစာကျင်းဆိုပြီးတပတ်ကြာမှာဘော်ဆိုနာရိုကိုထောက်ခံသူတွေကဘရာဇီးလျမြို့တော်မှာရှင်လွတ်တော်နဲ့ဆွေးရဆောင်ကိုပြင်မထားစီနေခဲ့ပါလိမ့် ဒီကိစ္စဟာသူမြောက်ပေးတာမဟုတ်ကြောင်းပြောခဲ့တယ်လို့အာဏာသိမ်းမှုကြံစီခဲ့တယ်ဆိုတဲ့ဆွဆွချက်ကိုလည်းဘော်ဆိုနာရိုကတောက်ဆောင်နေပါတယ်။တရားသူကြီးအလက်ဇန္ဒားဒီမိုရေးစ်ကဘော်ဆိုနာရိုကအာဏာသိမ်းမှုကြံစီခဲ့တယ်ဆိုတဲ့ဆွဆွချက်နဲ့ပတ်သက်ပြီးသူ့အမေကိုထုတ်လိုက်တာသူကအဲ့ဒီလိုကြံစီတာလုံးဝမရှိပါဘူးလို့ဖြေပါတယ်။သူရောသူ့လောက်မှမူထန်ခဲ့တဲ့စေဦးစီရရှိတွေကပါဒီကိစ္စကိုလုံးဝမလုပ်ဘူးလို့ဆိုပါတယ်။ဘရာဇီးဟာဒီလိုဆိုးမှုမျိုးကိုဖျက်ဆီးကြုံတွေ့ဖို့မထိုက်တန်ကြောင်းသူရဲ့အစိုးရကြောင့်အာဏာသိမ်းမှုဖြစ်နိုင်ခြေလည်းဘယ်တော့မှမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဘောဆိုနာရိုက2022ယူကော့ဘမှာလူလာရာဆေးဘောဥဆောင်တဲ့တိုက်ခိုက်ညွန်ပေါင်းအုပ်စုကိုကတ်ပြီးတော့ရှုံးနေသွားတာဖြစ်ပါလေတရားဝင်ယူကော့ဘကြီးလည်းထပ်ပေါ်လာပြီးတဲ့နောက်ဘောဆိုနာရိုကမဲရီတမှုမှာမျိုးသားရတဲ့ရှေ့ကြောင်းတစ်ဖက်သက်ဆဆွဲခဲ့တယ်လို့လူလာရာဆေးဘောရဲ့တမရအဖြစ်ကျက်သစ္စာကြေပွဲကိုလည်းရှောင်လွှဲခဲ့ပါလေယူကော့ဘကြီးလည်းကိုမျိုးသားဘူးလို့ဆဆွဲတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ဘောဆိုနာရိုကအဲ့ဒီကိစ္စပေါ်ယုံကြည်မရှိတာဟာသူတယောက်တည်းမဟုတ်ကြောင်းပြီးတော့သူကဒီလိုဆဆွဲုံနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်မှုမမြောက်ဘူးလို့ဆိုပါတယ် သူ့ပြုမှုဟာစင်ခေါ်ဖီဆန်တဲ့သဘောမျိုးဖြစ်ခဲ့ရင်တော့မှလုံးတင်တော်ကိုလောက်ခဲ့အောင်သာဖြစ်တယ်လို့ဆိုပါတယ်။ဘောဆူနာရိုပါဝင်၈ဦးဟာအာဏာသိမ်းဖို့ကြိုးစားမှုလက်လက်ကရာဇဝမှုအသိအဖွဲ့တွေနဲ့ဆက်ဆက်မှုဒီမိုကရေစီအုပ်စိုးမှုကိုဖြိုဖျက်ဖို့ကြံစည်မှုထိခိုက်ပျက်စီးမှုရှေးအောင်ဝင်နဲ့ထိခိုက်စေမှုဆိုတဲ့ဆွဆွချက်၅ခုနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ကနေဒါစစ်တပ်ဟာသူတို့ရဲ့ကာကွယ်ရေးတုံးစီကိုစီစဉ်ထားတဲ့ချိန်တက်စောပြီးတိုးမြင့်သုံးဆွဲမယ်လို့သိရပါတယ်။ကနေဒါနိုင်ငံဟာ ဟီတူရဲ့ကာဝေး30ရီမန်ချက်တိုင်း GDP ရဲ့တူပဆန်တီတူမြင့်သုံးဆက်ဖို့ကိုစီစဉ်ထားလိုက်တဲ့ဆော်ဘီသုံးဆက်မယ်လို့ကလင်တာဝန်ရုပ်မှတ်ကန်တွေကပြောပါတယ်။ကလင်တာအနေနဲ့ရန်လိုတဲ့ပြပအစိုးရတွေအကြမ်းဖက်သမားတွေနဲ့စိုက်ဘာရာဇဝတ်ကောင်တွေရဲ့ချင်းချောက်မှုတွေအများအပြားကိုကာကွယ်ဖို့လိုတယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ကာကွယ်ရေးအတွက်အမေရိကန်ကိုအလိုမင်းအားကိုးနေရတယ်လို့သူကဆိုပါတယ်။အမေရိကန်ဟာ NATO ဖွဲ့ရဲ့စုပေါင်းလုံခြုံရေးအတွက်အသုံးစိတ်ကိုနှိုင်းယှဉ်ရှော့ချနေတယ်လို့ဝန်ကြီးချုပ်မြတ်ကန်လေးကပြောပါတယ်။ NATO တွင်ကြုံမဲ့ရူတာကတော့ ကာကွယ်ရေး30ကို GDP ရဲ့3.5%ခန့်တိတိုးမြင့်30%တွန်းအားပေးနေပါတယ်။ကဘာကြီးဟာဒုတိယကဘာစစ်ပြီးဆုံးတဲ့အချိန်နဲ့အလားတန်တူတဲ့အခိုက်အတန့်ဖြစ်ပြီးအာတိတ်ဒေသလုံးကျုံရေးကိုချင်းချောက်တဲ့တရုတ်နဲ့ရုရှားလုံးကျုံရေးကိုတားဆီးမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။ကနေဒါနိုင်ငံ2024မှာကာကွယ်ရေး30ကို1.3%ခန့်တိတိုးဆွဲပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆက်စည်းဝေးမှာတော့မက်ကာနေက 2030မှာကာကွယ်ရေးသုံးစက်ကို200ခန်းလုံးဂရီပြပါတယ်။ဝန်ကြီးချုပ်ဟော Justin Trudeau က GDP 2%သုံးစက်ကို2032မှာကောင်းထည်ဖော်ပဲပြောပါတယ်။ကနေဒါရဲ့ Stellar Lab ပစ္စည်းတွေအားလည်းဟောင်းတွန်းနေတာကြောင့်စီးရေးပစ္စည်းမှုကိုအဟန်တာဖြစ်စေတယ်လို့ဝန်ကြီးချုပ်မကနေကထောက်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ချစ်သူရေးစားတဲ့ချင်းတွေချင်းအာဓမချင်းရံမှာ၃၀ဆေးတွေရောင်းဝယ်မှုနဲ့ထိုင်းဆယ်လီဒေါက်တာမှဒူရဲမှုဖမ်းဆီးခံရပါတယ်။ ထိုင်းနိုင်ငံမှာလူသိများကြော်ကြတဲ့ရဲအရာရှိလည်းဖြစ်ဆရာဝန်မှလည်းဖြစ်တဲ့အန်ချိုလီတရားဝန်ပိုင်ဆက်ကိုတရားမဝင်တမ်းမြစ်စေဖြစ်တဲ့မရင်းကျင်းရမှာအစ်စေဖြစ်တုံးတဲ့စီတွေဖြန့်ပြောချမှုနဲ့ဖန်ဆီးလိုက်ပါတယ်ဒေါက်တာအဲလိုလူသိများတဲ့တူရဲမှုဆင်းရှိ46နှစ်အရွယ်တရားဝန်ပိုင်ဆက်ဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့လက်ထောက်ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့လောက်ကန်ခဲ့ပူပြီး date red dread လို့ခေါ်တဲ့ဆီယဝင်ခွင့်ပြုချက်နဲ့တာဝယ်ယူနိုင်တဲ့အစ်စ်နှစ်နဲ့လေးတတ်မှတ်တဲ့စီးဝါတွေကိုအများအပြားလိမ်လည်ဝယ်ယူပြီးပြန်လည်ဖြန့်မှုကြောင့်စုံစမ်းသိရတဲ့အတွက်အပေါင်းပါ6ဦးနဲ့တူဖန်ရန်ထုတ်ဖန်စီခဲ့ပါတယ်။ဒီစုံစမ်းမှုကိုထိုင်းစားသောနေဆေးဝါကုကေဌာန FDA မှစတင်စုံစမ်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီ date red dread စီးဝါများကိုအလုံးပေါင်း 39000ကျော်ထိအလုံးရေဝယ်ယူခဲ့တယ်လို့သိရပါတယ်။မူရစေဝါတာစီနေနေရေကုကဲမှုဖွဲ့တဲ့အမှုကိုဆက်လက်စုံစမ်းဖို့တင်ပြခဲ့တယ်လို့ဆိုပါတယ်။ဆရာဝန်စင်းညုံးမပါပဲရောင်းချခွင့်မရှိတဲ့မရင်းကျင်းမှုတွေမှာ၃လရှိတဲ့ဈေးတွေကို2020မှာပတ်တသန်း2024မှာ23မှာဘတ်၄သန်း24မှာဘတ်7သန်း25မှာဘတ်9သန်းနဲ့7သန်းကျော်ဝယ်ယူခဲ့ရပါတယ်။ဒါအပြင်အဲ့ဒီ ဝယ်ယူတဲ့ဈေးတွေကိုထိုင်းခန့်အသေးသေးမှပြန်လည်ဖြန့်ဖြူးအောင်ချခြင်းမျိုးငွေကြေးစည်းစိမ်မှုဘတ်တန်း80ဝန်းကျင်ထိရခဲ့ပါတယ်။ထိုင်းရဲတပ်ဖွဲ့စေုံကြီးဒီမှာကလင်းငယ်နဲ့စစ်ကြောသက်စစ်ကြမ်းမှရထူခုဖြစ်တောင်းရင်ထားသူဖြစ်ပေမဲ့ခုလိုဆရာဝန်ကျုံ့ဖောက်ဖြစ်ပြီးတော့စီးပွားရှာတဲ့အတွက်ကြောင့်ဖန်ရန်ထုတ်ပြီးဖန်စီခင်ရတာလို့ရဲတပ်ဖွဲ့ကပြောပါတယ်။သူမရဲ့အမှုကိုဆက်လက်စုံစမ်းအရေးယူသွားမယ်လို့လည်းသိရပါတယ်။